အလုံးလျှောက်နေတဲ့ကျွန်တော်မိတ်ဆွေများအလုံးလျှောက်လာတင်လာတာတို့အလုံးလျှောက်ဖို့ကြိုးစားနေတဲ့မိတ်ဆွေများကစက်ကူစက်ကြာလေးတလက် အနေနဲ့ရက်ရက်ကခုနှစ်သားသမီးမိတ်ဆွေပေါင်းဆွေစကားရဲ့ပြည့်စုံပေါင်းမင်္ဂလာပေါင်းခါညောင်းတည်ဝါတော်မူနိုင်ကြပါသည်ကျွန်တော်ကတော့အဘဒေါက်တာမင်းနိုင်ခါရဲ့ပညာမွေကန်ဆရာဇင်ယော်နီရဲ့တပည့်ရင်တူဖြစ်တဲ့ဟိန်းထွန်းစီယာအယူတော်မင်္ဂလာဖြစ်ပါလေကဟိုးလွန်ခဲ့တဲ့15နှစ်ဝန်းကျင်ကဆရာဇင်ယော်နီကျွန်တော်တို့သင်တန်းမှာပြောခဲ့ဘူးတဲ့ရေရရာပေါင်းများစွာတဲ့ကကျွန်တော်မိတ်ဆွေများအတွက်အကျိုးရှိစေမယ့် ဂမ်မီယဇေဒီယာလေးတစ်ခုကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်ဗျာအဲ့ဒီဇေဒီယာလေးကတော့အလုံးလျှောက်နေတဲ့ကျွန်တော်မိတ်ဆွေများအလုံးလျှောက်လာတင်လာတာတို့အလုံးလျှောက်ဖို့ကြိုးစားနေတဲ့မိတ်ဆွေများကစက်ကူစက်ကြာလေးတစ်လက်ကိုယ်တိုင်းပဲလှုပ်လှုပ်လှုပ်ပြီးသားလေးဝယ်ဝယ်ပေါ့ဗျာအတက်လေးတက်ပါတယ်စက်ကူစက်ကြာလေးအဲ့စက်ကြာလေးပေါ်မှာအလုံးလျှောက်တဲ့သူရဲ့အမိကိုအစင်ပြာဆော့ပင်ဘော့ပင်ကြိုက်တာနဲ့ရေးရမှာဖြစ်ပါတယ်အဲ့လိုရေးပြီးပြီဆိုရင်တော့အဲ့ဒီစက်ကူစက်ကြာလေးကို လေးတိုက်တဲ့နေရာမှာထားရင်ဆူတောင်းဖြစ်ပါတယ်အဲကိုယ်တိုင်လည်းအဲ့ဆက်ကြလေးကိုလှည့်လည်နေတဲ့ဘလို့လှုပ်ရှုပ်ထားတာဒီဘလို့ရပါစေဘလို့အဆင်ပြေပါစေအောင်မြင်ပါစေစသဖြင့်ပြည့်စုံအောင်ဆူတောင်းအောင်ဖြစ်ပါတယ်ဗျကဲဒီရေရလေးကိုပြုလုပ်ခြင်းအားဖြင့်ကျွန်တော်မိတ်ဆွေများအလှုပ်ရှုပ်ထားတာဒီအများဆုံးရရှိနိုင်ကြပါစေဘေကင်းကျမ်းမှာချမ်းမြေပြည့်စုံပြီးကောင်းကျိုးလိုရာစံတာများလဲပြည့်ဝတော်မူနိုင်ကြပါစေခမညာ